မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်ရန်ကုန်မြို့ကအားကစားဝင်ကြီးဌာနပိုင်တူနာအားကစားပြိုင်ပွဲရုံတက်ကိုကျက်ဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအသုံးပြုခွင့်ပေးလိုက်ပြီးနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကိုကျက်ဖို့ပါတီကတိုက်ရိုက်ချိုးဖောက်လိုက်ပြီဆိုပါတယ်အရကတတော်အီအီကစီရေးအရာယာယီစုတ်ခွာထားတဲ့ကြောက်ဖြူမြို့နယ်မင်းပြင်းရွာရေဒါစစ်စခန်းမှာ အကြံဖတ်စစ်တပ်ကဝါရဖြန့်တပ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတဲ့အချိန်အေအေဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးစစ်သားအများပြအသေးသေးသိမ်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ရန်ကုန်မြို့ကအာဇာဝင်ကြီးဌာနပိုင်တူနာအကစားပြိုင်ပွဲရုံတက်ကိုကျက်ဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုတ်ခွင့်ပေးလိုက်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကိုကြံ့ဖို့ပါတီကတိုက်ရိုက်ချိုးဖောက်လိုက်တယ်လို့နိုင်ငံရေးအတိုင်းဝိုင်းကပြောပါတယ်။အဲ့ဒီရန်ကုန်မြို့ကအကစားဝင်ကြီးဌာနပိုင်တူနာအကစားပြိုင်ပွဲရုံတက်ကိုနိုဝင်ဘာလ16ရက်နေ့နေ့လယ်တနာရီကနေ၄နာရီအထိကြံ့ဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံပြုတ်ခွင့်ပေးလိုက်တဲ့အကြောင်းကိုရန်ကုန်တိုင်းစစ်တပ်တည်င်းအရင်မြစ်ကပြောထားပါတယ်။အဲ့ဒီနေ့မှာတူနာအကစားပြိုင်ပွဲရုံတက်အတွင်း လူ့ရေးတသောဝင်းကျင်ပါဝင်တဲ့ကျန်ပေါ်ပါတီမဲဆွယ်စီယုံရေးဘွဲကိုပြုတ်လုမယ်လို့လည်းပြောဆိုထားပြန်တယ်လို့အဲ့ဒီမှာကျန်ပေါ်ပါတီဥက္ကဋ္ဌခင်ကြီးတက်ရောက်ပြီးရန်ကုန်မြို့ကကျန်ပေါ်ပါတီဝင်တွေကိုသူတို့စစ်တပ်ကလုမဲ့ရွေးကောက်ပွဲအတုကြီးရဲ့ဂျင်ညာစာတန်းကိုပါမိတ်ဆက်အုံးမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုပါတီမဲဆွယ်စီယုံဟောပြောခွင့်အတွက်အစိုးရဝန်ကြီးဌာနပိုင်အဆောက်အဦကိုစစ်တပ်ကိုယ်တိုင်ကပဲကျန်ပေါ်ပါတီကိုသာတုံးဆွဲခွင့်ပေးလိုက်တာဖြစ်ပြီးအခြားဘဲပါတီကိုမှမပေးတယ်လို့ အဲ့ဒီချက်ဖို့ပါတီမဲဆွဲရေးပွဲလုံမနေမှာစစ်တပ်နဲ့ရဲတွေကပါတူနာအာကစားပွဲရုံအပြင်ကနေလုံခြုံရေးယူရမှာဖြစ်တဲ့အပြင်အချို့အပုတ်အတွက်ကားတွေပါစီစဉ်ပေးရအောင်မှာဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်။ဒါနဲ့ပတ်သက်ပြီးအခုလိုစစ်တပ်ကကျင့်ဖို့ပါတီမဲဆွဲဖို့အတွက်အစိုးရပိုင်းအဆောက်အုံဖြစ်တဲ့တူနာအာကစားပြိုင်ပွဲရုံတစ်ကိုတုံးဆွဲခွင့်ပေးလိုက်တာတွေလုံခြုံရေးအတွက်စစ်တပ်နဲ့ရဲကိုပါတာဝန်ပေးတာတွေကျူပုတ်ကအစီအစဉ်ကအစစီစဉ်ပေးတာတွေဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှခုနှစ်ကငယ်ကိုချက်ဖို့ပါတီကတိုက်ရိုက်ချိုးဖောက်နေတာဖြစ်တယ်လို့လည်းနိုင်ငံရေးအတိုင်းဝိုင်းကပြောထားပါတယ်အဲ့ဒီနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှခုနှစ်ကငယ်မှာနိုင်ငံရေးပါတီတရဟာနိုင်ငံတော်ပိုင်ငွေကြေးအဆောက်အအုံရင်နဲ့ပစ္စည်းတွေကိုတိုက်ရိုက်ဖြစ်စေတွဲဝိုက်၍ဖြစ်စေရယူတုံးဆွေးရင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ယက်တီပိုင်ခွင့်မရှိဘူးလို့အတိအလင်းပြဋ္ဌာန်းထားတာဖြစ်ပြီးအဲ့ဒီဥပဒေကို ကျက်ဖို့ပါတီကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးမှာတင်ပေါ်ပေါ်ထင်ထင်တိုက်ရိုက်ချိုးဖောက်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မခွေးတိုင်းနမောက်မြို့တက်လမ်းမိုက်မှာအကျက်ဖတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစည်ရေးလုံနေသူမောင်မင်းသူကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ PDF အမှတ်903တက်ရင်ရဲ့ဘူအောင်ဒင်းကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့ဒီလိုတော်လိုင်းတပ်တွေဖမ်းဆီးရမိထားတဲ့ အကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီးမောင်မင်းသူစီကနေသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့စည်ရင်တချို့နဲ့အချက်လက်တွေကိုပါ PDF တပ်ဖွဲ့တွေကရရှိထားတယ်ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီအကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီးမောင်မင်းသူကိုဒေါ်လန်ရင်တပ်တွေကစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်နေပြီးသူစီကနေရရှိထားတဲ့အချက်လက်တွေတဲကလူတွေကိုလည်းအရေးယူမှုတွေလှုပ်ဆောင်မှာဖြစ်တယ်လို့ သူကိုလည်းထိုက်တင်နဲ့ပြစ်ဒဏ်ပေးပြီးအရေးယူမှာဖြစ်တယ်လို့ PDF အမှတ်903တက်ရင်ရဲ့ဘူအောင်ဒင်းကပြောထားပါတယ်။ဒါအပြင်လက်ရှိမျက်မှောက်မြို့နယ်မှာအချက်ဖစ်တက်ရဲ့ရွေးကောက်ပွဲအတူအကြီးအတွက်ပူးပေါင်းပါဝင်လှုပ်ဆောင်မဲ့သူတွေအနေနဲ့လဲဒေါ်လန်ရေးတက်တွေရဲ့အရေးယူမှုကိုခံရမှာဖြစ်ပြီးဖန်စီရမိတဲ့အချိန်တွေကြမှာကျွန်တော်တို့ကျမတို့ကအထက်ကခိုင်းလို့လောက်ရဒါပါဆိုတဲ့အကြောင်းပြချက်တွေပေးလို့မရဘူးလို့လေဒေတာတွင်းတော်လိုင်းတက်တွေကတတိပေးထားပါသေးတယ်ခင်ဗျ ဖက်မှာတော့အာရကတတော် AA ကစည်ရေးအရာယာယီစုတ်ခွာထားတဲ့ကြောက်ဖြူမြို့နယ်မင်းပြင်ကျင်းရွာ radar system မှာအချက်ပစစ်တပ်ကဝါရပြန်တပ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတဲ့အချိန် AA ဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲပြီးစစ်သားအများအပြားအသေးသေးတိတ်ကုန်ကြပြီလို့ AA စည်ရေးတဲ့တင်းအရှင်မြေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ရခိုင်ပြည်နယ်မှာအာရကတတော် AA ကတိမ့်ပိုက်ဖို့ကြံနေတဲ့နောက်ဆုံးလက်ကျန်၃မြို့တွေကကြောက်ဖြူမြို့နယ်မှာနှစ်ဖက်စည်ရေးတွေတင်းမာနေတဲ့အချိန် မင်းပြင်ဂျေရာရေဒါစခန်းကိုအေအေကတိမ့်ပိုက်နိုင်ခဲ့ပြီမဲ့စီအေအေပြန်လဲဆုတ်ခွာထားတဲ့အချိန်အဲ့ဒီနေရာကိုစစ်တပ်စစ်ကြောင်းကလွန်ခဲ့တဲ့ရက်ပိုင်းမှာရောက်လာပြီးနေရာဝင်ယူထားတယ်ဆိုပါလေအဲ့ဒီနောက်အချက်ဖက်စစ်တပ်စစ်ကြောင်းဟာအဲ့ဒီနေရာကိုသူတို့ကပြန်လဲရရှိပြီးဆိုပြီးဝါရဖြန့်ဓာတ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအာရခတတော်အေအေဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်လိုက်ရမှာအဲ့ဒီလက်နက်ကြီးကြီးတွေဟာစစ်သားတွေဓာတ်ပုံရိုက်ဖို့လုပ်နေတဲ့နေရာတဲတဲကိုကြောက်ရောက်ပောက်ကွဲသွားပြီးတော့စစ်သားအများပြားဟာနေရာမှာတဲ့ တီးတီးတိတ်ကုန်ကြပြီကြွကုန်ကြတယ်လို့အေးအေးစီရဲ့တရင်ရှင်မိကပြောထားပါလေလက်ရှိမှာတော့အခါတတော်အေးအေးဟာရခိုင်ပြည်နယ်တစ်ခုလုံးကိုအပိသက်သိမ့်ပိုက်နိုင်မှုအတွက်နောက်ဆုံးလက်ကျန်၃မြို့တက်ကအဲ့ဒီကြောက်ဖြူမြို့နယ်မှာကြေးရွာအများစုကိုသိမ့်ပိုက်ရရှိထားပြီးကျန်တဲ့နေရာတွေမှာစစ်ရေးအရအတက်အဆုတ်သဘောနဲ့တိုက်ခိုက်နေသလိုအကြံပတ်စစ်တပ်ဘက်ကလည်းကြောက်ဖြူမြို့နယ်လက်မလွတ်ရရေးအတွက်ကြီးရေးလေး၃မြို့နယ်ခုခံနေရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ် လက်ရှိရခိုင်ပြည်နယ်ကစစ်တွေကြောက်ဖြူမန်အောင်စတဲ့၃မြို့ကလွဲပြီးကျန်းတဲ့ရခိုင်ပြည်နယ်ဒက်ကမြို့တွေအကုန်လုံးကိုအာရကတတော်အေအေကအပိသက်သိမ့်ပိုက်ထားပြီးဖြစ်တယ်လို့ရခိုင်တပီလုံးကိုသိမ့်ပိုက်နိုင်မှုအတွက်လက်တကန်အလို့ကိုရောက်ရှိနေပြီးလို့လဲအာရကတတော်အေအေကိုတိုင်အတိပေးထုတ်ပြန်ထားပါသေးတယ်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်ရင်းမြို့နယ်ကရွာကလေးနယ်ဝါဟိုင်းကျေးရွာအကြမ်းမှာအကြမ်းဖက်စစ်တပ်နဲ့ရေးဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်ကခေါနာဦးကတော့အတိအသီးတေကုံကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများပြီးစစ်တပ်စစ်ကြောင်းလဲအဲ့ဒီနေရာမှာတင်ထပ်မွှေ့ရဲတော့ပဲငြိမ်သွားပြီးတော့ပြန်ဆုတ်သွားကြပြီလို့ရေဘလူးတပ်ဖွဲ့ခေါင်းဆောင်တရင်မှုရေဘလူးကရေကုန်ခက်တိကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေမြို့နယ်ကရွာကလေးနယ်ဝါရဟိုင်းကျေးရွာအကြားစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုရေဘလူးအဖွဲ့ကလက်ဦးမှုယူပြီးတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ် အဲ့ဒီမှာ45မိနစ်ကြာနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုအတွေ့စစ်တပ်ဘက်ကခုနဦးကတော့ပြစ်ခတ်မှုတွေကြားမှာပဲအသေးသေးတိတ်ကုန်ကြပြန်တဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာအဲ့ဒီနေရာမှာတင်ထပ်မွှေ့ရဲတော့ပဲငြိမ်သွားတယ်လို့ရေဘလူးတပ်ဖွဲ့ကောင်းဆောင်တရင်မှုရေဘလူးကပြောထားပါလိမ့်ဒီကနေ့နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာတော့အဲ့ဒီအချမ်းဖက်စစ်တပ်စစ်ကြောင်းဟာသူတို့ရှိတဲ့နေရာကနေစစ်ကြောင်းတစ်ကြောင်းလုံးပြန်ဆုတ်သွားကြပြီး စစ်တပ်ဘက်ကဒီတစ်ခေါက်လဲတော်တော်ကိုအထိနာသွားတဲ့သဘောရှိတယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တရင်မှုကပြောထားပါတယ်။လက်ရှိမွန်ပြည်နယ်ရေမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကရေဘလူးတပ်ဖွဲ့ကိုစစ်ကြောင်းထိုးပြီးနေမြေရှင်းလင်းမှုကြိုးစားနေပြီမဲ့၃နှစ်ကျော်ကြာလာတဲ့အထိရေဘလူးတပ်ဖွဲ့ကိုဘလို့မှမနိုင်ပဲရေဘလူးတပ်ဖွဲ့ဘက်ကသာအသာစီးနဲ့အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကိုပြန်လဲခုခံတိုက်ခိုက်ချေမှုန်းနိုင်စေဖြစ်တယ်လို့မွန်ပြည်နယ်အခြေစိုက်တော်လိုင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းမိုက်မှာဝမ်ပေါင်ကျင်းနေတဲ့ရင်တန်းအတွက်လုံခြုံရေးယူပေးနေတဲ့အကြပ်ဖက်စစ်တပ်ကားတွေကိုဒေါ်လန်ဟိတတွေကမိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်သား2ဦးကတော့အသေးသေးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်မိုင်းတွေကိုအသေးအသန်ရှာနေကြတယ်လို့ Area 71 LPD ရဲ့တပ်ဖွဲ့ခေါင်းဆောင်ကိုထုံးကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းမိုက်မှာဝမ်ပေါင်းဂျင်းနီတဲ့ရှင်တန်းအတွက်လုံခြုံရေးယူပေးနေတဲ့အကြမ်းဖက်စစ်တပ်ကားတွေကိုဒေါ်လန်ဟိတ်တပ်တွေကလမ်းမိုက်တနေရအရောက်မှာအသင့်ထောင်ထားတဲ့မိုင်းကိုအရင်ခွဲပြီးလက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကနှစ်ဦးကတော့အသေးသေးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးလမ်းမှာကားတွေပါယာယီပိတ်သွားသလိုစစ်တပ်ကသူတို့လူတွေသေးတာရော့ဒဏ်ရာရတာရောဖြစ်သွားလို့ဆိုပြီး မိုင်းတွေကိုအသေးအတန်ရှာခိုင်းဓာတ်တွေပါလုတ်သွားတယ်လို့လည်း Area 71 LPD ရဲ့တပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းဘက်မှာတော့အကြမ်းဖက်စစ်တပ်ကမြို့ပေါ်နေရာ၄တွေသာအဓိကထိန်းချုပ်ထားနိုင်ပြီးကျန်းတဲ့မြို့ပြင်နေမြေအများစုကိုတော်လှန်ရေးတပ်တွေကသာထိန်းချုပ်ထားတယ်လို့စစ်တပ်ကအခုလိုမြို့ပြင်နေရာတွေကိုစစ်ကားတွေပဲဖြစ်ဖြစ်စစ်ကြောင်းတွေပဲဖြစ်ဖြစ်ထွက်လာတာနဲ့တော်လှန်ရေးတပ်တွေရဲ့နှီးပေါင်းစုံတိုက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေဖြစ်တယ်လို့လည်းဒေတာတွင်တင်ပြအရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျာ။ က်မှာတော့ရခိုင်ပြည်ရသေးတောင်မြို့နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာဘတ်တလီဂျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးပေါင်900ဘုံနှလုံးကျဲချတော်မူကြောင်းပြည်သူလူဦးတေဆုံးထားပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၄ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာပဲရခိုင်ပြည်ရသေးတောင်မြို့နယ်မှာဘတ်တိုက်ပွဲမှမဖြစ်တော့ပဲရသပြည်သူတွေနေထိုင်ရာဘတ်တလီဂျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးပေါင်900ဘုံနှလုံးကျဲချသွားတယ်ဆိုပါတယ်။ အဲ့ဒီလိုအကြံဖတ်စစ်တဲ့ရဲ့လေချောင်းတက်ခိုက်မှုကြောင့်ကနဦးတိထားချက်ရတဲ့ကျေးရွာနေပြည်သူလူဦးတည်ဆုံထားပြီးနောက်ထပ်ပြည်သူ၄ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံတွေကပြောထားသလိုနောက်ထပ်ထိခိုက်မှုအခြေအနေတွေကိုဆက်လက်အတည်ပြုနေပါတယ်လို့လည်းပြောထားပါတယ်။လက်ရှိအကြံဖတ်စစ်တဲ့ဟာရခိုင်ပြည်နယ်မှာအကြီးအကျယ်ဆစ်ရှုံထားပြီးအရခတ်တော်အေအေကိုဘလို့မှမနိုင်ပဲမြို့တွေနဲ့မြို့နဲ့အများပြအပါဝင်ရခိုင်တပြည်လုံးနီးပါးလက်လွတ်ထားရတာကြောင့်အေအေသိမ့်ပိုက်ထားတဲ့မြို့တွေကို ညီပြင်းမှာဘာတိုက်ပွဲမှမဖြစ်လဲအခုလိုအယတာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေအကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်ပြီးတော့ဆေးရဆွေးမှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေကြတာဖြစ်တယ်လို့လဲဒေတာတွင်တင်းအရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ကင်းနီပြည်နယ်မှာတော်လိုင်းတပ်တွေနဲ့အတူပူးပေါင်းပြီးမြို့တွေနဲ့မြို့နယ်တွေကိုထိန်းချုပ်ထားတဲ့ကင်းနီပြည်လူမျိုးပေါင်းစုံပြည်သူလွတ်မြောက်ရေးတအူးကာလာလာတတက်ရဲ့ အမှတ်6423တရင်တီထောင်ချင်း3နှစ်ပြည့်အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီအခမ်းအနားကိုတော့နိုဝင်ဘာလ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂီနီပြည်နယ်ကလွတ်မြောက်နေပြီတနေရာမှာအကျဉ်းချုပ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအခမ်းအနားမှာဂီနီပြည်ကလလာတအမှတ်6423တရင်ရဲ့ဒုတရင်မှုရဲဘော်ရန်ကျော်ရှင်းကတရင်သမိုင်းအကျဉ်းကိုဖတ်ကြားခဲ့ပြီးကိုလက်အင်ကပြစ်ဆက်ခဲ့ရတဲ့ရဲဘော်တွေ ကြာဆုံးရပ်ပေါ်တွေအတွက်တရင်အတိမတ်ပြုဂုံပြုလောပေးအပ်ချိမြင့်မှုတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီခန္ဓာကိုယ်ကလလတဥက္ကဋ္ဌဒုဥက္ကဋ္ဌတဘ ਹੁ ကောမဒီဝင်တွင်နဲ့ဌာနအတိတိအပြင်ဒေါ်လာရင်းမဟာမိတ်အဖွဲ့အစည်းအတိတိကပါတက်ရောက်ခဲ့ကြပြီးဂုံပြုမိတ်ကုံးတွေလည်းပြောကြားခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိကင်းဒီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရိတ်တဦးကလလတတဟာကင်းဒီပြည်မှာရှိတဲ့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေမှာဒေါ်လာရင်းတက်တွင်နဲ့အတူပူးပေါင်းပြီး ဂျမ်ဖက်စစ်တပ်ကိုတက်ခိုက်ချေမှုန့်နေတဲ့တိုင်းရင်းသားလက်နက်ကင်တပ်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ